ငွေမှာပါရမီရှင်ကသာသမာတူကိုလွတ်နဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိသွားတဲ့ United Manchester United တင်းဟာလာမယ့်နွေရာသီမှာပထမဆုံးခေါ်ယူမှုဖြစ်လီယာပရီကအန်ဆိုကာနာဘီယက်ကိုခေါ်ယူဖို့သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။တတိယတစ်ခုရဲ့အဆိုအရ Man United ဟာနွေရာသီမှာလီယာပရီနဲ့စာချုပ်သက်တမ်းကုန်ဆုံးမဲ့ ဆေဂျော်ဒတ်တိုက်စင်မူကာနာဘီယက်ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူရန်သဘောတူညီမှုရရှိသွားပြီးဖြစ်ကြောင်းဖော်ပြလာခဲ့ပါတယ်။အသက်၁၈နှစ်အရွယ်ရှိပါရမီရှင်တိုက်စင်မူဟာလီယာဘရီယန်တင်းမှာကစားနေသူဖြစ်ပြီးနှစ်ဦးချင်းထိတိုက်တွေ့ဆုံမှု၊မျက်နှာမြင့်မှု၊ခေါင်းလိုက်ကောင်းမွန်မှု၊စက်ခိုင်တန်ဆွမ်းမှုတို့နဲ့နာမည်ကြီးတဲ့လူငယ်တဦးဖြစ်ပါတယ်။သူဟာလီယာဘရီပထမအသင်းအတွက်တပွဲများကစားရခြင်းမရှိသေးပေမဲ့လည်းဆွမ်းဆောင်ရင်မြန်မာမှုတွေကြောင့်ဥရောပထိပ်တီကလပ်ကင်းတောက်များရဲ့စောင့်ကြည့်ခြင်းကိုခံလာရသူလည်းဖြစ်ပါတယ်။ကာနာဘီယက်ဟာဘောလုံးမျိုးရုံးမှာပေါက်ပွားလာသူဖြစ်ပြီးဖခင်ဖြစ်သူအန်ဒရီကာနာဘီယက်မှာတင်မဲရိုလာရွေးချယ်ကစားသမားတဦးဖြစ်ပြီး အကိုဖြစ်သူဂျိန်းအာမက်ကာနာဘီယာကလည်းလည်းရည်စင်တင်းတို့ကစားခွင့်ရထားသူလည်းဖြစ်ပါတယ်မန်ချက်စတာနိုင်တဲ့တင်းဟာတချိန်တုန်းကလီဟာဘရီအကယ်ဒမီထွက်ပေါ်ပါကိုအထိတ်တန်းကစားသမားတဦးဖြစ်အောင်ရောင်းတင်ပေးခဲ့ဘူးရာဘီယာမှာလည်းပြင်းထန်စူပါစကားချီယာကိုနင်းနိုင်မဲ့သူဖြစ်ယုံကြည်နေပါတယ်ကာနာဘီယာဟာမိုနာကိုမာဆေးလိုရဲ့ဆက်သွယ်မှုများရရှိခဲ့ပေမဲ့ဇနက်တက်ရဲ့ရေရှည်စီမံကိန်းကိုယုံကြည်ကြတော့အင်္ဂလန်ကိုပြောင်းရန်ဆုံးဖြတ်လာခဲ့တာလည်းဖြစ်တယ်လို့သိရပါတယ်ဒီမှာကျွန်တော်တို့ကတော့အမားကချက်